2025ခုနှစ်ရဲ့ရုပ်ရှင်ပိတ်ကားပေါ်မှာလှိမ့်ချနေရယူကရုပ်ရှင်လောကကိုအပိုင်းဆိုးထားတဲ့မင်းသား၃ကို2025ခုနှစ်ရဲ့နှစ်တဝက်ကိုရောင်းရှိလာပြီဖြစ်သလိုရုပ်ရှင်ဇာတ်ကားတော်တော်များများကိုလည်းပြသသွားပြီဖြစ်ပါတယ်။ပြသပြီးသွားရင်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာဇာတ်ကားအများဆုံးရုပ်တင်ခွင့်ရထားလို့နောက်ထပ်နှစ်ဝက်မှာလည်းသရွေဇာတ်ကားတွေနဲ့တအားကြီးဆုံးမင်းသားတွေလည်းရှိတော့နေပါတယ်။နံပါတ်1နေဝင်း မြန်မာနိုင်ငံကြီးကိုနေဝင်နိုင်ငံကြီးလိုပြောင်းလဲလိုက်တော့မယ်ဆိုရင်ဆိုရှယ်မီဒီယာမှာစောင့်နောက်နေကြတာကိုတော်တော်များများကလည်းတွေ့မိမြင်မိမယ်လို့ထင်ပါတယ်နော်ခုလုံစောင့်နောက်နေကြတဲ့အကြောင်းရင်းကတော့ရုပ်ရှင်ဇာတ်ကားတကားလုံးတင်တော့မယ်ဆိုရင်ကြောင်ညာလိုက်တိုင်းမင်းသားကနေဝင်ဖြစ်နေတဲ့တာကြောင့်ပါ2023ခုနှစ်မှာရုပ်ရှင်မင်းသားစဖြစ်ကဇာတ်ကားဆိုင်ရခဲ့တဲ့နေဝင်က2025ခုနှစ်မှာတနည်းလုံးမှာရုပ်ရှင်ဇာတ်ကားရှစ်ကားထက်မနည်းကိုရုံတင်မှုစည်ရင်းရှိနေကြတာပါနှစ်တော့ရဲ့အချိန်အထိကိုရုပ်ရှင်ဇာတ်ကားပေါင်း9ခါတိတိကိုရုံတင်ပြသပြီးသွားပြီးတော့ ရုပ်ရှင်ရုံကို contract ဆွဲထားလို့ထင်ရတော့တွန်းလှန်နေတဲ့နေဝင်ကိုပါဇက်အဟောင်းသားနဲ့သာဖြစ်နေချင်ပါတယ်နေဝင်ကဒီနေ့မှဆိုရင်ရုပ်ရှင်စကားကြီးကိုတကားပြီးတကားမပြတ်ရလင်အောင်ရိုက်ကူးနေရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့နေဝင်ရုပ်ရှင်တွေကိုညီငွေရတဲ့အထိကိုဆက်လက်ကြည့်ရှုရအောင်ပါပဲဖြစ်ပါတယ်နံပါတ်2မြင်းမြန်ဒီနေ့ကတော့ပြီးခဲ့တဲ့2024ခုနှစ်မှာပဲဒီနှစ်ပတ်လုံးမှာရုပ်ရှင်ဇာတ်ကားကြီးအများဆုံးကိုရုံတင်ခွင့်ရတဲ့မင်းသားတစ်လက်ပဲဖြစ်ခဲ့ပါတယ်2025ခုနှစ်မှာအဲဒီဆန်ကြီးကိုနေဝင်းကခွဲဝေကမျှယူထားပါတယ် အဲ့လိုအကြောင်းရင်းကြောင့်လဲမောင်းပိုင်မစည်းတော့ပဲနဲ့နေဝင်းကပါနောက်ကနေအပြိုင်လိုက်လာခဲ့တာပါဒါကြောင့်မို့လို့လေနေဝင်းရဲ့မြင့်မြတ်တို့ကတပတ်ကိုတလဲစီရုံတင်းခွင့်ရနေရလို့ပြောပါတယ်လက်ရှိမှာဆိုရင်နေဝင်းရဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့မင်္ဂလာပွဲရုပ်ရှင်ဇာတ်ကားကြီးကလည်းရုံတင်နေပါပဲနောက်လာမယ့်အပတ်မှာဆိုရင်မြင့်မြတ်နဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းတကြားကိုကိုဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကဖော်ပြထားပါတယ်မြင့်မြတ်ပြီးတာနဲ့နေဝင်းရောင်ပြန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ရုပ်ရှင်ပိတ်ကားပေါ်မှာနေရာယူပြောင်းမှာပါ ဒီလိုနဲ့မြင်းမြတ်နဲ့နေဝင်တို့တက်လိုက်စီပရိသတ်တွေကမြင်တွေ့ကြတာပါမြင်းမြတ်ကဒီနေ့မှရုပ်ရှင်စကားကြီးတွေတစီတန်းကြီးကိုရုပ်တင်ခွင့်ရနေသလိုနောက်နှစ်ညမှလည်းစံချိန်ထပ်ချုံးမှာပါနောက်နှစ်မှစံချိန်ချိုးဖို့အတွက်လည်းဇဒိုက်ကိုရိုက်ကူးနေတာဖြစ်ပါတယ်နံပါတ်3တိုင်ရုံမြင်းမြတ်နဲ့နေဝင်တို့နောက်ကိုအမိလိုက်နေသူကတော့တိုင်ရုံဖြစ်ပါတယ်တိုင်ရွန်ကလည်း2024ခုနှစ်မှာရုပ်ရှင်လောကမှာနေရာတနေရာရလာတဲ့မင်းသားတစ်ယောက်ပဲဖြစ်လာပါရင်ဒါကြောင့်မို့လို့ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့မျက်စိကြင်ကိုခံနေရတာပါ ဒါပြင်ဟာသာယုတ်ရှင်ရိုက်တာကိုသဘောကျတဲ့အတွက်ဟာသာယုတ်ရှင်ဇက်ကားကြီးကိုတကားပြီးတကားရိုက်နေခဲ့တာပေါ့တိုင်ရွန်ရင်ဟာသာယုတ်ရှင်ဇက်ကားကြီးမှလည်းနှစ်ပတ်ဆက်တိုက်ကိုပြသခွင့်ရရှိကအောင်မြင်လို့နေခဲ့ပါတယ်တိုင်ရွန်ဒီနေ့မှာနေဝင်မြင်ရတော့လောက်တော့မများသေးပါဘူးငါကထက်မနေတော့ရုပ်တရပြသဖို့အလားအလာရှိနေရပဲဖြစ်ပါတယ်ရုပ်ရှင်ကို contract ဆွဲထားတယ်ဒီမင်းသား၃ရက်အမှန်ငယ်ပြိသက်တွေလားဆိုတာပြပြခဲ့ကြပါအောင်ရှင်ကြီးကြွားပေးခဲ့ကြတယ်ပြိသက်တို့တယောက်စီကိုကျေးဇူးထိုးပေးတင်ရှိပါတယ်နောက်ရက်တွေမှာလည်း ဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ရကောင်းတဲ့ဆယ်လီသတင်းအကြောင်းအရာလေးနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။